မင်္ဂလာပါရှင်2025ခုနှစ်ဒွန်ဘာလ23ရက်နေ့တဲ့ရုပ်သံလေးကိုနားဆင်နေရတာဖြစ်ပါတယ်။အဲဒီစဉ်တို့ဒီနေ့ပထမဆုံးမျှော်ပြီးတော့မယ်အကြောင်းအရာကတော့ဒါစဉ်တို့နေ့ရတော့ပေါ့နော်ဒွန်ဘာလ22ရက်နေ့တော့ကအဲနေပြီးတော့ပူတိုင်းမှာအဲကျွန်တော်ဒီ battery less စက်ကောင်းတော့အဲဒီလေးပါတယ်ခင်ဗျပေါ့နော်ခင်ဗျလေးပိတ်ဆက်ပါတယ်ဒါလေးတွဲဆိုင်ကြီးစတင်ပြီးဆွဲတဲ့ခန္ဓာကြီးကိုတော်ရလေးလာပြီးခဲ့ပါတယ်။အဲအဲ့ဒီဟာကြီးကပြောရမယ်ဆိုရင်ကျွန်တော်တို့ battery down less စက် အဒိုလိုနဲ့တူရှင်းခွန်မယ်ဆိုတော့ EV ယထာပေါ့နော် EV ယထာကိုမှသူကလေးပိဆက်ပါတယ်ပြောရရင် EV ယထာကိုမှအေကွန်ပါတယ်ပေါ့အဲ့လိုလည်းနားလည်ရမယ်ဆိုရင်တော့အဲ့လိုမျိုးတကယ်ခင်ဗျဒီယထာပြည်သားကြီးစတင်ပြည့်စွက်ခြင်းအခမ်းအနားကိုတော့ရေးလာပြခဲ့ပြီးတော့အဲ့ဒီယထာကိုအဲလိုက်ပါပြီးတော့စီးနေကြည့်ပါတယ်အဲ့ဒီယထာအစီအစဉ်ကပေါ့နော်ကျမတို့နိုင်ငံရဲ့ယာယီသမ္မတပေါ့နော်တာလိုလိုရင်းနဲ့ရသရာကြီးကုန်ရှင်ဥက္ကဋ္ဌကြီးတမကဝုစီရုံရုံဝင်းမြောင်မာရဲ့ကြားချက်နဲ့အတူဒါပို့ဆောင်ရေးနဲ့ဆက်တော်ရေးဝင်ကြီး ီနောက်ဆုံးဝင်ပြီးပါမှာပုညချောကိုရဲ့စီမံချက်တွေနဲ့အဲဒါမြန်မာမီဒီယာထားနေပြီးတော့ဆောင်ရွက်လိုက်တဲ့အစီအစဉ်ကောင်းတည့်ရဖို့ဖြစ်ပါတယ်ဒါ UI ချက်ကတော့ဘောနော်ဒီ key တော့ဒီလိုကြီးတိချက်ပို့ပြီးတော့အစင်ပြေတွေကိုချုံးဝေးစာနဲ့ဒါ key တွေတော့လာနိုင်လို့ရအတွက်ကို UI လည်းလိုလည်းသိရပါတယ်ဒါနဲ့ဆိုင်ရပေါ့အဲဆိုတော့အဲ့ဒီယထာကကျမတို့ဒီနေ့ပြီးတော့ဘုရားဟိနေ့စဉ်နေ့ဆက်ခဏရေဆိုဖတ်ရှိမှဖြစ်ပြီးတော့ အဲမန္တလေးဘူရာကြီးတို့တော့ညနေ9နာရီမှရောက်ရှိနေလို့သိရတယ်။အဲလမ်းမှာဆိုရင်တက်ကုန်းဘူရာ၊ပျော်ဝဲဘူရာ၊တာစီဘူရာနဲ့ကြောက်စီဘူရာတို့ရန်နာမယ်လို့သိရပါတယ်။အဲတော့ဒီပြီးတော့ဘူရာကနေစတင်ထွက်ရှိတဲ့အချိန်ရဲ့ပြီးရင်ကြားထဲမှာရန်နာတဲ့အချိန်ကြီးရဲ့ဆူဆူပါပေါ့နော်မန္တလေးဘူရာကြီးရောက်ရှိတဲ့အချိန်ကညနေ9နာရီဖြစ်ပါတယ်။ကျွန်တော်ကျမတို့ဒီနေပြီးတော့မန္တလေးကိုရထားနဲ့ဒါ9နာရီပဲအဲခီတော့ဖြစ်ပါတယ်။အဲလိုလေးသိရပါပေါ့နော်။အဲတော့ဒီမန္တလေးကနေပြီးတော့တခြားနေရာကိုဆက်သွားမယ်လူကြီးကလည်းနောက်ထပ်တခြား ဟိုရထားတွေနဲ့အထိဆက်ပြီးတော့ဆက်သွားလို့ရမယ်လို့သိရတယ်ပေါ့နော်အဲ့လိုပဲနေပြီးတော့နေရန်ကုန်ဆက်ပြီးတော့တောင်ရောက်မဲ့တွေလည်းအဲဒီတခြားရထားတွေနဲ့ဒါအချိန်ကိုက်ညှိပြီးတော့သွားလို့ရတဲ့အားလည်းသိရတယ်ပြီးတော့လက်တော်မှာတော့ဒါပြီးတော့မန္တလေးလမ်းပိုင်းအောင်ပဲဆက်တင်ပြီးဆွဲတာဖြစ်ပါတယ်နောက်ကျရင်တော့ဒါတနိုင်ငံလုံးအနှံ့ပြီးဆက်နိုင်ဖို့အဲစီမံသွားမယ်လို့လည်းသိရပါတယ်အဲ့တော့ဒီရထားနဲ့ခီးပြီးတော့ရမယ်သူတွေတော့ပေါ့နော်ဒါဝတ်သားစရာသင်ပါလို့ပို့ပါကျမတို့ကားနဲ့ခီးတော့ထပ်ဆိုင် ရထားနဲ့ခီးသွားတာပို့ပြီးတော့ budget စစ်ဖြစ်ပါတယ်။အဲကျမတို့ကိုယ်တိုင်လည်းဒါမဖြစ်မနေအလုပ်ကိစ္စခီးတွေသွားတဲ့အခါမှာအစီဘိုးတွေလမ်းကြီးတွေနဲ့တော်တော်လေးကုန်ရည်များပါတယ်။ရထားနဲ့ကတော့ဒါတော်တော်လေးကုန်ရစေတပါတယ်။နေပြီးတော့မန်လေးတန်းပိုက်ဆိုလို့ရှိရင်ဒါရိုးရိုးတန်းဆိုရင်ပေါင်းဝင်ချက်အဲပြီးရင်ဒီအထက်တန်းဆိုလို့ရှိရင်2000ကျပ်နဲ့လိုက်ပါစင်းနေလို့ရတယ်လို့သိရပါတော့နံပါတ်ခါနှုန်းထားရပါအဲ့တော့နံပါတ်တီကိုဘယ်လိုဝေရောက်မလဲဆိုရင်ဖုန်းနဲ့ဆက်သွယ်ပြီးတော့ဝေရမယ်ဆိုရင်လည်းသူက9ရက်အကျုံပြီးတော့ ထပ်တန်းဆိုရင်ပေါ့နော်၅ရက်ကြိုတင်ပြီးတော့မှားပြီးတော့ဝယ်ယူရမယ်တဲ့အဲဒီကိုရန်ဒူရိုင်းမှာဝယ်မယ်ဆိုရင်တော့၃ရက်ကြိုတင်ဝယ်ယူနဲ့ရပါတယ်တဲ့ရိုးရိုးသားတော့၃ရက်ကြိုတင်ဝယ်ယူဝယ်ယူလို့ဝယ်ယူရုံနဲ့အဆင်ပြေတယ်ပေါ့နော်အဲဒီလိုလေးသိရပါတယ်အဲ့တော့ယထာနဲ့ခီသွားမယ်ပြီးတော့ပြည်သူတွေအနေကောင်းဖြစ်ပါရှင်နောက်တစ်ခဏကြောက်ရလေးတစ်ခုကတော့ကျွန်တော်တို့ဒီချင်းလင်းမြေကျော်မှာရှိတယ်ပေါ့နော်ဒီမင်းကြီးမြို့နယ်မှာရှိတယ်ချင်းလင်းမြေကျော်တစ်ချောင်းမှာဒါတရားမဝင်ရွှေမျိုးတွေကို အမြန်မာတပ်မတော်နေပြီးတော့ဘုံကျဲရှင်းလင်းနေတဲ့အနေအကြောင်းရဖြစ်ပါတယ်ဆိုတော့ကျမတို့အမြဲတမ်းဒီအမြဲတမ်းပြောပါလေစကိုင်းတိုင်းတိုင်းမှာဒါ PDF တွေရဲ့တကယ်အဓိကဝင်ငွေကြီးအခုလိုမြေတရားမှွန်ချီမျောနေပြီးလို့ရှိရင်ကျမတို့အချိန်တန်ကျွေးနေပေါ့နော်အပြင်တခြားသောတခြားသောဒါတရားမှွန်ဒီဒီဒုက္ခရေးတထုတထုပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမြေတရားမှွန်တွဲထပ်ပစ္စည်းဒုက္ခရေးအဲ့လုပ်ငန်းတွေအားလည်းပြီးတော့အဓိကဝင်ငွေအများဆုံးရပါတယ်။အဲ့ဒီကရတဲ့ဆက်ကြီးတွေအဲ့ဒီကရတဲ့ဝင်ငွေတွေနဲ့ပဲ သူတို့က KNC မှာလက်နက်တွေဝယ်ယူတယ်ဝယ်ယူပြီးတော့ဒီတက်ဘလောပြန်ပြီးတော့ပေါက်ကန်တော့နိုင်မှာဖြစ်ပါတယ်အဲ့တော့သူတို့ရဲ့အချင်းကပင်မအသက်သွေးကြောကိုကျွန်တော်တို့ဖျက်တော့နိုင်မှာဆိုရင် PDF တွေကြကြအသက်ရှင်နိုင်မှာမဟုတ်ဘူးပေါ့နော်အခုဆိုရင်ဒီအနာလေးအဖွဲဆိုလို့ရှိရင်လည်းဒါဘိုးကိုမိုးမိတ်ကနေပြီးတော့တက်မတော်နဲ့ညှိနှိုင်းပြီးတော့မှပေါ့နော်လက်နက်ချပြီးဆက်ပါသွားတယ်အဲဂုတ်ကနေဆိုလည်းအဲ့တိုင်းပဲအတက်ဆက်သေးသေးပြောလိုက်ပါအောင်မယ် ခုကနေဆိုလို့ရှိရင်လည်း MNDA တက်ဆိုလို့ရှိရင်လည်းဒါရှမ်းပြည်နယ်မြောက်ပိုင်းဟိုရမြတ်ပေါင်မေဟန္နာမော်လာဆိုအဲ့ဒီဒေသတွေမှာအဲရှိတဲ့တက်တွေပေါ့နော်အဲ့ဒီတက်တွေအကုန်လုံးလောက်ကန်ဘက်ကိုပြန်ဆုတ်တယ်ဆိုပြီးတော့ဆုတ်သွားတယ်ပေါ့နော်နိုဝင်ဘာလ22ရက်နေ့ညနေပိုင်းကစတင်ပြီးတော့ အလကရင်ဘက်ကိုရှေ့ပြောင်းဆုတ်သွားနေပြီဆိုပြီးတော့တဲ့င်းတွေထွက်ပေါ်လာဖြစ်ပါတယ်တကယ်ဆုတ်သွားမှုရှိမရှိဆိုတာကတော့ကျွန်တော်ညီပြင်းကပို့ပြီးအတည်ဆုံးဖြစ်မှာပါအဲဒီဘက်ကလည်းဒီချက်ပို့ပြီးအတည်ပြုနိုင်အောင်လို့လည်းစုံစမ်းနေပေါ့နော်ဆိုလိုချင်တာကဒီ NDA တို့ MND တို့အဖွဲ့တွေဒေါက်တာဖီဖီနဲ့ဆုတ်သွားနေကြပြီမြောက်တွေမှာဆိုရင်လည်းထုံကြီးလည်းကောင်းပဲမြောက်တွေမှာတော့အဖွဲ့ကတော့စုံနေအကုန်ရှိတာအဖွဲ့စုံရှိတာအဲ့တော့မြောက်မြမာလည်းဒါအဖွဲ့ဆုံးရှိတဲ့အားကြောင့်လည်းတဖြည်းဖြည်းနဲ့မြောက်မြို့လည်းဒါတက်မြော်ကနေပြီးတော့နေပြီးဆုံးမွေး အဆောင်ရွက်ပြီးပေါ့နော်ဒီကိုယ်စီစဉ်းစားမှုတွေညှက်ဆအောင်အဆောင်ရွက်သွားမယ့်အထားရှိရပေါ့နော်ဒီလိုလေးတွေ့ရတယ်အဲ့တော့ဟိုတကယ့်ကိုပဲနှစ်ပေါင်းအဲညောင်များစွာပေါ့နော်ဒီလက်နက်ဆွဲကင်ထားတဲ့အဖွဲ့စည်းတွေပြီးလို့ရှိရင်ပြီးခဲ့တဲ့အဲဘယ်လိုပြောမလဲပြီးခဲ့တဲ့ကာလတစ်ခုမှလေးတက်မတော်ရဲ့စကန်တွေကိုအဲဒါတိမ့်ပြီးတော့တိမ့်ပိုက်သွားနိုင်တဲ့ခေတ္တပေါ့နော်ခေတ္တတိမ့်ပိုက်သွားနိုင်တဲ့အဖွဲ့စည်းတွေတောင်မှအဲလက်ရှိမှာပေါ့နော်ဒီတက်မတော်ကဒါအញ្ញံခံပြီးတော့ လက်လက်ချပြီးတော့စုခွာထပ်ပြရတဲ့အနေထားတွေမှာ PDF တွေကိုလည်းအဲကျွန်တော်တို့ဒီချိန်မှာတစ်ခါရင်းနှင်းနေပုံပါပါတယ်အဲ့တော့အခုမင်းကြီးမြို့နယ်မှာရှိတဲ့ပေါ့နော်ချင်းလေးမြို့ရိုးတစ်ချောင်းမှာရှိတဲ့ရွှေဘောတွေကိုပုံချက်ရှင်းလင်းလိုက်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အပြင်ဒီရောက်နေတဲ့ထောက်ခံပါတယ်အကျန်းဖတ်ကိုမလိုလားတဲ့ဗီဒီယိုတစ်ခုအနေနဲ့ထောက်ခံပါတယ်အဲ့တော့အဲ့ဒီမင်းကြီးနယ်မှာဘာဖြစ်သွားလဲဆိုရင်အဲဒီဖြစ်စဉ်လေးတစ်ခုရှိခဲ့ပေါ့နော်အဲ့ဖြစ်စဉ်ကြီးဂျုံလုံးလေးထည့်ပြောပါအောင်ကျွန်တော်အသိမေးစုတယောက်ပါပဲ ဲသူကဘာဖြစ်တာလဲဆိုတော့အဲ့လိုပဲ main killing ဘက်မှာသူအဲ့သူ့ရဲ့ဒေတာကံပေါ့နော်ဒေတာကံဆိုတော့သူတို့ကလည်းအဲ့ဒီမှာသူများတွေရအောင်ရေလောက်ွက်တွေမှာရွှေမျောတွေမှာလုပ်နေတော့သူလည်းရွှေမျောလုပ်မယ်ဆိုပြီးတော့အစီအစဉ်လိုက်တယ်စီစဉ်လိုက်တဲ့အချိန်မှာပဲအဲ့မှာ BTS ကနေပုံဆက်ပြီးတော့စက်ကြီးကောက်တယ်စက်ကြီးကောက်တဲ့ဟာကိုဒီလိုပဲလွယ်လွယ်ပဲပေါ့အေးပေးမယ်အေးပေးနေဗန်ဒီပဲရပေးမယ်ဆိုပြီးချိန်လိုက်တယ်ဒါပေမဲ့အဲတကယ်ပြီးဖို့ပြင်ဆင်ထားတာမရှိဘူးပေါ့နော်တကယ်ပြောပြင်ဆင်တာမရှိဘူးဒါပေမဲ့အဲ့ဒီအတားဖောင်ရယူပြီးတော့ အဲ့ PDF ကနေလာဘယ်သူကနေလဲတော့မသိပါဘူးအဲ့ဒီလိုကိုအဲဒီဘက်ကဒီဖွဲ့စည်းချက်တိုင်ကြားလိုက်တိုင်ကြားတော့အဲ့ဒါကိုသွားပြီးတော့အရေးကိုဆောင်ရွက်လိုက်တယ်ပေါ့နော်ဖန်စီထင်းသိမ်းလိုက်တယ်ပေါ့အဲ့တော့ဖန်စီထင်းသိမ်းလိုက်တဲ့အချိန်မှာလေ PDF ကိုစာချုပ်ပေးမှရက်နဲ့အရန်ကတ်နေပြီနေ့ရက်၃ရက်လောက်ပဲချားတယ်လို့သိရတယ်ပေါ့နော်အဲ့ကျွန်တော်စာလေးလေးတစ်ချောင်းကြည့်လိုက်ပါသေးတယ်နေ့ရက်၃ရက်လောက်ပဲချားတယ် တကယ်တမ်း PDF တွေကိုစက်ကြီးပေးဖို့ပြင်ဆင်ထားတယ်ဆိုရင်အနည်းဆုံးတော့ banking နဲ့တော့လောက်ကောင်းဝေးသားတော့လောက်ကောင်းပြင်ဆင်ထားမှာဖြစ်ပါတယ်။ဒါပေမဲ့သူ့ကိုဖန်တီးခိုင်းပြီးတဲ့အချိန်မှာဝေးသားကတိတ်ဆိတ်ခဏလောက်ပဲရှိရလို့သိရတယ်ပေါ့နော်။အဲ့လိုလေးရှိရပေါ့။ KB တွေ banking တွေကလည်းတိတ်ငြိမ်းချမ်းသာမရှိဘူးပေါ့။ပြောရရင်တော့အဲ့ဒီကဒါ PDF တွေကိုစက်ကြီးပေးဖို့ရွေးချက်ကိုမရှိတာ။ PDF တွေကိုစက်ကြီးပေးရမယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာပဲသူကအဲ့လိုမှန်လေးကိုစက်မလို့ပဲရက်တံဖို့ရတော့ကိုဆက်နလိုက်တဲ့ဒုတအိုးပေါ့နော်။ တော့အဲ့လိုအဲ့လိုအဲ့ဒီလိုပုံပုံမျိုးပေါ့ဒါပေမဲ့အဲ့လိုပုံပုံမျိုးက PDF ကိုစက်ကြီးမပေးချင်လို့ဆိုပြီးအဲ့လိုငန်းနေတယ်သူစက်မလုပ်တော့ဘူးဆိုပြီးရက်တမ်းလိုက်ပုံပုံမျိုးအဲ့လိုပုံပုံမျိုးကကြတော့ဗန်စီအေးကိုထိနေခါလေအဲတုံတုတ်ထက်အရင်တော့ကန်နေတဲ့ဒီ PDF ကိုစက်ကြီးကိုဘီလီယံနဲ့ချီပြီးတော့စက်ကြီးပြီးပြီးလောက်ကန်နေသူကတော့ AC ပဲဆက်တူပြီးတော့မယ်အဲ့ဒီဒါအဲ့ကလေးဝကစားလို့အားလို့ပေါ့နော်အဲ့ဒီဒါပတ်တွေ main game ပတ်ချမ်းနေပေါ့အဲ့ဘက်ဒီမှာ အဆက်လက်ဆောင်ရွက်နေသေးတယ်။အရင်ကတော့ကျမတို့အကိစ္စအသိတခြင်းအာကျမတို့တရင်တည်ပဲလုပ်ခဲ့တယ်။ဒါပေမဲ့အဲဒီမျက်နှာသူဘက်ကမပြောလဲဆိုတော့ပြပါတယ်ကျမတို့ဒါ PDF ပုံလဲစာချင်းပြဖို့ရှိရချက်လည်းမရှိဘူးတကယ်လည်းတရားတရားတစ်ချက်မှမပေးဘူးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အမှန်တရားကကျွန်တော်တို့စီမံရှိပါတယ်။ကျွန်တော်တို့တနေ့လွတ်မြောက်ပါပါဆိုပြီးသူကသူ့အတူယုံကြည်ချက်နဲ့ပဲအဲဒါဒီတိုင်းနေပဲ အဲ့ဒါတော့အမှုရင်ဆိုင်ပေးရပေါ့နော်အဲ့အင်ထားတော့ရှိတာပေါ့ဆိုတော့တကယ်စက်ကြီးပေးနေတဲ့သူကြတော့အေးစင်တူရပြီးတော့စက်ကြီးမပေးချင်လို့ရှောင်ထွက်လာတဲ့သူကြပါဖန်စီတင်တဲ့ခါရဖြစ်စီပေါ့နော်အဲ့ဒါတကယ်ဖြစ်သွားတဲ့ဖြစ်စီပါအဲညနာသူတွေကတော့သူတို့တိခဏနိုင်ကြပြီမြဲကျွန်တော်တို့ကကြားလိုက်သူကတော့ဘေးကနေကြားရုံနဲ့တော့ကျွန်တော်တို့ဒီဘက်ခံနိုင်ပေါ့နော်မဖြစ်တဲ့အရာကြီးပေါ့မဖြစ်တဲ့အရာကြီးလည်းအဖြစ်ပေါ်တရားရှိပါတယ်အဲအဲ့ဒါလေးပြောပြတာပါ နောက်တစ်ခုကကျတော့မလဲဆိုတော့အဲမိုးကုတ်နဲ့မိုးမညိုတယ်ဟုတ်တယ်ဒါစစ်တပ်ကတရားနာလေးစစ်တပ်ကိုပေါ့နော်တရားနာလေးတွေခေါ်သွင်းလာမယ်ကိစ္စအတရားနာလေးတွေအသာတိုက်နေတယ်ဆိုပြီးတော့အာဒါမီဒီယာတွေမှာပွာလာတယ်တိတ်ပါဘောသူကတော့အချိန်ကြီးသူတို့တိတ်ဖို့ပြန်ပြေးနေရပြီနော်သူတို့အချိန်ကြီးသူတို့တိတ်ဖို့ပြန်ပြေးမယ်ကိစ္စပြန်ပြရအောင်ရုပ်ပြတာမဟုတ်ဘူးအဲသူတို့မိုးကုတ်မိုးမင်းကနေပြန်ဆုတ်မယ်ဆုတ်မယ်ဆိုတဲ့အချိန်မှာတော်တော်ညီအစ်ကိုမှသူတို့ပြန်ဆုတ်သွားတယ်အဲ့တော့ညီနိုင်ပြန်ဆုတ်သွားချိန်မှာ PDF တွေက အမင်းတို့တော့ဆောက်ရှင်ဆိုငါတို့ကတော့တိုက်နေခဲ့ဦးမယ်ငါတို့ကတော့ဘုဘုပြုံပြုံဆောက်ချအောင်ပဲကြံနေဦးမယ်ဆိုပြီးပြောတဲ့အဖေကအဖွဲ့လို့လေအန်တန်ကြီးကပြောလဲဆိုတော့ကျွန်တော်နေချင်တယ်ဆိုလည်းလက်နဲ့ချပေးခဲ့ငါတို့နဲ့လိုက်မယ်ဆိုရင်လည်းလက်နဲ့ထားခဲ့ပြီးတော့ငါတို့ထားမှတ်ချက်ကိုလိုက်ချင်ဆိုပြီးဒီလိုမျိုးလေးပြောတော့အဲ့တော့လိုက်တော့ဘာလို့မလုပ်ပါလဲဒီများတို့ကလိုက်တော့ထမင်းလိုက်ချက်ပါလားချင်းချာကြီးခက်ချင်းဟောင်းပြမလို့မလားပေါ့နော်အဲဒါလေးမြည်ရရှိတာပေါ့အဲ့တော့လိုက်တော့လည်းကောင်းကလေးလေးအောင်မလုပ်ပါလိမ့်မယ်ပေါ့ဒါလေးမြည်ရရှိရပါတော့နော် ပါတော့မုံကုတ်မြို့မှာကြံခဲ့မယ်ဆိုတော့တော့ဒေသခံတိုက်တယ်ပါလေပေါ့ပြန်လာတရားခင်ဗျားတို့မုံကုတ်မြို့မှာကြံခဲ့မယ်ပြောတော့သူပြန်လာလေခင်ဗျားတို့လက်ခံလာပေါ့ကျွန်တော်တို့ခဏခဏပြောပါတယ်အမိတ်တစ်ခုညှာချက်တစ်ခုသဘောတူညီချက်တစ်ခုဆွေမျိုးဝင်တစ်ခုပြီးတော့ရင်ရှိနေတဲ့တဏ္ဍပြောင်းကြီးကအချိန်မရွေးပြောင်းပြန်လာတော့နိုင်လေဆိုပြီးတော့ကျွန်တော်တို့ခဏခဏလေးခြေလေးရေးဖို့လည်းပြောလဲလို့ပြောလဲဒါပေမဲ့ခင်ဗျားတို့ကငြင်းမမိတာလားဘာမှမလုပ်ရှင်ရယ်တိတိနဲ့ပဲမိုင်လုံးကြည့်ရတာတော့မပြောတတ်ဘူး ဲ့လိုရဟုတ်ကြီးကြီးနဲ့ကိုပဲဒါကြီးကိုတိတိနဲ့လားမတိပဲနဲ့လားတိတိနဲ့လားကျွန်တော်တို့ကမစင်းစားတတ်တော့ခင်ဗျားတို့ရဲ့ညံသေးရောအဲ့တော့တိတိနဲ့မိုင်လုံးကြည့်ရဆိုလဲအခုအဲ့မိုင်လုံးကြီးဘိုင်းတော်တိုင်းရှင်ကပါလိုက်ပြောခင်ဗျားတို့ကြံခဲ့ပြီးတော့ပဲအချိုးစည်းဝါအတွက်ဖြစ်လာတဲ့စစ်ပွဲတွေတိုင်းမှာအချိုးစည်းဝါနှိမ့်နိုင်တော့အောင်လုပ်သွားတယ်တေသွားတဲ့လူကြီးကြံတဲ့ဈားရတဲ့လူကြီးကတေသွားတဲ့လူကြီးကလည်းအသက်ပေးလိုက်ရတာပဲဖတ်တယ်ဒါလေးရှိတယ်အဲ့တော့ကျွန်တော်မြန်မာပြည်ရဲ့ ဒီလက်ရှိနိုင်ငံရေးတော်ဝင်မျှော်တော့ကျွန်တော်တို့ဒီချော်လေးပြန်စဉ်းစားပြီးတုံ့တက်ကြည့်။အကျိုးစီးပွားနဲ့တိုက်ခိုက်ရတဲ့စစ်ပွဲတွေစစ်ပွဲတွေကနေနေလို့ကျွန်တော်မှဖြစ်ဖြစ်ကျွန်တော်တို့တော့အခုဒီ၂၁ရာစုဖြစ်မှာလမ်းလမ်းကဒီတိုက်ခိုက်ပြီးတိုက်ပိုက်လို့နေနေရချင်းဆိုတာမရှိဘူး။ရတော့ရင်လည်းခဏပဲအကြောင်းမင်းတို့နဲ့ပြန်ပေးရပါပဲ။လာရှုကြည့်ပေးကြ။ခုဘိုးဘမိုးမိတ်ကြည့်ပေးကြ။နော်။ကျွန်တော်ပြောပါတယ် DNA လေးဒီတိုင်းရတားရင်ရပါမရရင်ခင်ဗျားတို့အဲ့မှာခင်ဗျားတို့ကိုယ်ပိုင်အချုပ်ခွင့်ရဒီသားတွေအထိပါ လက်နက်နဲ့တိမ့်ပိုက်တိုင်းကနေနေရသေးဆိုခင်ဗျားတို့ကိုယ်ပိုင်အထုပ်ခွင့်ရဒေသတွေကိုအတက်ဘရောတက်တိုင်းနိုင်ခင်ဗျားတို့လက်ခံပါလားဆိုတဲ့ကကျွန်မမေးဖို့တယ်ကျွန်မ channel ကိုကြည့်နေတဲ့သူတွေသိပါလိမ့်မယ်ဖြစ်တော့တာအခုလဲခုကိုယ်ကလည်းအေးစစ်စစ်ပြန်ဆိုရင်ဆုတ်ပါတော့အထုတားလည်းရှိတယ်အမိုင်းတကယ်မဆုတ်ဘူးတဲ့ပြေပြေမားတယ်လာပြောရလည်းရှိတယ်ဟုတ်လားဟုတ်လားကျွန်မလည်းမသိဘူးအဲ့တော့ဟုတ်ပြီကောင်းပြီလို့တကယ်မဆုတ်ပဲတက်တင်သားကိုကြံစီလေးကြံစီကြည့်ခင်ဗျားတို့ပေးထားတဲ့ကောင်မအုတ်ချုပ်ခွင့်ရဆိုတဲ့အဲ့ဒီဒေတာတွေအဖြစ်ပါတက်မလို့တက်တဲ့ဘယ်နဲ့လုပ်လဲ။အဲ့နဲ့တက်ခိုက်သိမ့်ပိုက်လိုက်တိုင်းကနေနေရသေးဆိုရင် chả xin không biết không được không biết cũng cộng danh tính lại lùi dài nhà là nghỉ đủ không cục thì đã xin cục ngành hàng thuế mà chuyện này được đạt được nhà là à mà nếu đã để có diện này là sai vé này nếu mà sang điều trách thêm lại thì nhà nó bảo định nhà bị sa để bảo nhà nó nó cũng nhà nó đã xin tiền thì này làm được gì nhà địa bị sa này chỉ không do anh để mình được ra đó đấy khi nó được ra đó đấy rồi em đưa đi khoảng nhau khi nào rồi thì nó tắt thì pin thì nó bị sạc vì anh đưa đi ra khi nào tại thì mất thì nó lại tắt thì pin lại bị loại pin nó lại khen nhau thì thấy khá thì nó bị bị loại ိစက်ပဲဖြစ်တော့ငါတို့အိမ်မျိုးတွေအားရပါတယ်ငါတို့ဘာနဲ့အုပ်ချုပ်လိုက်ရလဲအနာလအုပ်ချုပ်လိုက်ရလဲအုပ်ချုပ်လိုက်ရလားခက်ကြတာအဲ့အုပ်ချုပ်တော့အေးစစ်စစ်အုပ်ချုပ်လို့ရတာအားတက်တော့ကိုနေ့ဒီကြောင်ချင်းလိုက်ဒီနေ့ဒီကြောင်ချင်းလိုက်အုပ်ချုပ်လို့ရနိုင်လားစဉ်းစားပါနောက်တစ်ခါတော့နာပုံကံမယ်ဆိုရဲလူကြီးတော့ဒီကျွန်တော်တို့မြန်မာနိုင်ငံမှာမြန်မာတပ်မတော်နောက်တစ်ခါချက်ပြီးတော့တော့နာပုံကံချင်းပါတယ်ဆိုတဲ့လက်နက်ကိုင်းလေးရှိနေတယ်ဒီဖြစ်စဉ်ကိုလည်းနားယူပါတစ်ဆယ်နှစ်ဆက်ကောင်ဟာဂျာမန်စစ်စီအုပ်ကြီးခေါင်းကြီးအကြီးကြီးချက်ချောက်တက်လိုက်ပြီးတော့ဘာမှမဆိုင်ညာကိုင်းတပ်မတော်စခန်းကြီးပါတက်လိုက်တယ် ောက်ဆုံးတိုက်ပြီးလက်တိုက်လက်ပြီးသွားတော့အသက်တည်တည်အပစံနေကုန်ခရရနေကုန်ရိတ်ခါနေကုန်ဘုရားအရင်မြစ်နေကုန်အချိန်နေကုန်နိုင်ငံရဲ့တို့တက်ဖွံ့ဖြိုးမှုတွေကုန်လမ်းနေတရားတွေကုန်ပြည်သူတွေအသက်ဝိစိတ်တွေအကုန်ကုန်အကုန်လုံးကြီးချက်ပြီးတော့ညာလို့တိုက်တာခင်ဗျားတို့ဗာမြန်ရတယ်အဲ့ဒီပြောခင်ဗျားတို့ရပါတယ်ဆိုတော့အဲ့ဒီပြောအဲ့ဒီရပါတယ်ခင်ဗျားတို့ဘာနာလာအောင်ချောရတယ်ဘာနာနေအောင်ချောရတယ်အချိန်တန်ပဲဘုရားပြေးရတယ်ဒါလေးသဘောပေါက်ပါနော်ဒါလေးသဘောပေါက်ပါအခုကျမတို့တက်မှာတော့အခုမကြီးကြီးတဲ့တစ်ချက်မဖောက်အောင်နေမိုးကုန်းနဲ့မိုးမိတ်ကိုထပ်ပြီးတော့ဖေးစစ်ပြန်ရအောင်လေ။လာရှုတဲ့ခုပြန်ရပြီးတော့ မကြောက်ဘူးနောက်တော့ပြို့နေလဲလာအောင်မယ်။ညီနိုင်တို့အစီအမေပြီမပြေမပြေလို့တိုက်ရလဲကိစ္စမရှိဘူး။ညီမတော်တော်မင်းကြီးအစီအမေပြေလို့ညီနိုင်တာအစီအမေပြေလို့တိုက်ရလဲညီမတော်တော်အေးစီပဲကိစ္စမရှိဘူး။ညီမတော်တော်မှာညီမတို့ပြောတာအဖို့ပြောတာမဟုတ်ဘူး။အခုလက်ရှိတုံးတည်းရဲ့တလားညီမတိတယောက်ကပြောတာပေါ့နော်။ဒီကပ္ပစာဘက်ကတိတယောက်ကပြောတယ်ညီမရေအခုညီမတော်တော်တုံးတည်းရဲ့ဆိုတဲ့စစ်နက်နက်ပစ္စည်းတွေအားလုံးညီမတို့အရင်1900ဘယ်နှခုဘယ်နှခုဘယ်နှခုနှစ်တော့ထောက်ထားတဲ့ပစ္စည်းတွေနဲ့တုံးတည်းဟာလက်ရှိညီမတို့ဒီစက်စုံနှစ်အတွင်းမှာ စုဆောင်ထားတဲ့လက်နက်ခဲယံပစ္စည်းတွေမတော့ရသေးဘူးပဲအဲ့ဒီကောင်တွေထောက်ပြီးတော့သုံးဖို့ကြံသေးရတယ်ဒါပေမဲ့စုဆောင်ထားတာကလည်းအရေးအကြောင်းစီတော့အများကြီးရှိရှိနဲ့သူကဘာလဲကြုံလာရနိုင်လေကြုံလာရနိုင်လို့ရှိရင်တခါတည်းခဲယံရိတ်ခါတဲ့အဆင်ပြေအောင်လုပ်ဆိုပြီးတော့စီမံဆောင်ရွက်ထားတာလေအဲ့တော့သူကအများကြီးရှိရှိနဲ့ရေးရှိ plan နဲ့ master plan နဲ့ဆောင်ရွက်နေတယ်တော်တော်ကိုအဲ့လိုတော့မှမပြောရှင်းလိုက်မယ်ဆိုရင်တိုက်လို့မရဘူးလားဘာလို့လဲစမ်းကြည့်လိုက်လေအခု KNL ဘာဖြစ်သွားလဲ Google MD ဘာဖြစ်သွားလဲရှင်းကြည့်လေ အကြံကြီးနဲ့လာပါပါမြောက်တွေမှာအခွဲဆောင်ဆိုတော့မြောက်တွေကိုလည်းဘယ်လိုပြင်ပြီးတော့လုပ်သွားမလဲဆိုတာကျွန်တော်စောင့်ကြည့်ပါကျွန်တော်တို့တော့သိတော့သိနေတာမသိမလို့လေနောက်တစ်ခုကကျတော့ဂျာကင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီတောက်ချက်ပေါ့နော်ဒီဆောင်ရွက်နေရဲ့အဆောက်အဦဆိုလဲဒါဖြိုချဖြက်စီနေရကုန်တလောက်ရှိနေပြီအဲပြီးတော့ဒီကနေ့ဗီဒီယိုလေးတစ်ပုဒ်ပါဆိုလို့ရှိရင်ဒီဂျာကင်လုပ်ငန်းကရရှိတဲ့ဒီ laptop တွေကွန်ပျူတာတွေပေါ့နော်ဒါတနေရာထဲမှာစုပြီးတော့စကားနဲ့တိုင်းလာတိုင်းလာတနေရာထဲမှာစုပြီးတော့အမှန်တရားစတဲ့ဒီဗီဒီယိုလေးဆိုပြီးတော့ချိန်ရဲ့ဗီဒီယိုလေးတက်လာအရာအားရတယ် လုံးဝအကြောင်းရတဲ့ပတ်သက်ပြီးတော့ဒီအကြောင်းရတဲ့ပတ်သက်တဲ့မူတွေလည်း share ကိုဖမ်းသိရပြီးတော့နိုင်ငံနဲ့ပြည်ကိုလုံးရလူတွေအကုန်ဖမ်းပြီးတော့နိုင်ငံတိပြည်နေတဲ့လူတွေလည်းအကုန်ဖမ်းပြီးတယ်။ပြီးရင်သက်ဆိုင်ရသက်ဆိုင်ရနိုင်ငံလူပြန်ဖို့လည်းပြန်အပ်တယ်စောင့်ရတယ်ဒီလိုလေးစောင့်ရတာတကယ်ကိုအမျိုးသားရေးတော်တယ်အနေနဲ့ကိုပဲနဲ့နေနေရတာမှမျက်မြင်တွေ့ရတယ်အဲ့တော့တတိယအချိန်ပါတတိယအချိန်တော့သိမှာပေါ့တစ်ဖက်ပိတ်နေတော့ပြတော့တစ်ဖက်ပဲမြင်ရမှာပေါ့နော်အဲ့တော့မျက်စိကိုကြည်ကြဲပွင့်နောက်အောင်ဆိုင်အချိန်တရားကိုလက်ခံ ဘလို့ပြောတော့မယုံနဲ့ကိုမြင်တာကိုသိတာကိုကြားတာကိုလည်းကိုကမယုံလက်ခံဒါပေမဲ့မြင်တာယုံလက်ခံဆိုတဲ့နေရာမှာလည်းပြောတော့မြင်တယ်ကိုလည်းတန်မယုံရောအသိဉာဏ်လေးပါထည့်ပြီးလာအောင်ဟာဒီမှာမြင်နေရတာပဲတစ်ခါပန်းခင်းရောင်နေပဲဆိုရဲအမြင်တယ်ကိုလည်းကိုပဲကျုံနေပြီးတော့အတူအသိဉာဏ်လေးထည့်စတာတစ်ခါပန်းဒီလိုနေရာဒီမှာရှိပါ့မလားဒါဆိုဝဲနေပန်းလိုက်ပြောလို့နှမ်းချင်ပြီးတော့ဗျာအဲ့တော့မြင်ုံနဲ့လည်းခြားတော့ရုပ်ကြည့်လို့မလားအသိဉာဏ်လေးထည့်ကြောင်လေလေကြောင်မြအတန်းအောင်လုပ်ကြည့်လို့မရအောင်အသိဉာဏ်လေးထည့်ခုခေတ်ကအရင်ခေတ်ဆိုတော့ပုံစံရဲ့အဲ့တော့အသိဉာဏ်ပါမှအရေးအဆင်ပြေပါ သွားတာဒါတာစားတာတက်တာအခုမှအတိအញ្ញနဲ့နိုင်ရှင်စဉ်းစားပြီးတော့မှဆောင်ရွက်ကြပါဒါလေးပြောချင်တယ်ပြီးနောက်တစ်ခုကသွားတော့ဒုတိယချိန်မဲစင်းလေးကတ်ထားချင်တာပြီဟုတ်လားဒုတိယချိန်မဲစင်းလေးချိန်ညာဖြစ်တဲ့အတွက်ကြောင့်မလို့မဲစင်းလေးကြည့်ပါကျွန်တော်တို့မဲစင်းနဲ့ပတ်သက်ပြီးတော့ဒါချက်ချင်းကွန်ရှင်မျိုးအိမ်ထဲကသွားလုပ်တယ်အဲမင်းကတော့ကျွန်တော်တို့အိမ်ထဲကလုပ်ပြီးသွားပြီပေါ့နော်ကျန်တဲ့ဒီကျွန်တော်တို့ဒီလိုမျိုးကျွန်တော်တို့လုပ်ကြပါအဲ့တော့ညချင်းကောင်ရှင်ကြီးကမပြောလဲဆိုတော့ရက်ကွက်တစ်ခုလဲမှနေဘူးပထမအချိန်မဲစင်းမှာမပါဝင်လို့ရှောက်ထားတာတစ်ထောင်ကျော်တယ်ရက်ကွက်တစ်ခုလဲမှနေနော်အဲ့တော့ပြည်သူတွေက ရွေးကောက်ပွဲပေါ်မှာပထမစိတ်ဝင်စားမှုရှိနေတယ်ဘယ်တော့မှညှောင်းရက်တွေထားနေလဲဆိုတော့အဲ့ဒါလက်တွေ့တယ်မင်းတို့လိုင်းပေါ်မှာဟာရေကွက်ပွဲဆက်ကျင်းမှာရေကွက်ပွဲလုံးဝကျွန်တော်တို့ကန့်မှန်ပေးပါညာအားမင်းတို့လိုင်းပေါ်မှာတိုက်တယ်လို့ပြောဒီဒီမှာပြည်သူတွေကပြောင်းလဲအောင်အမှန်တကယ်ပြင်နေတယ်။ပြည်ပြည်သူတွေကအေးစစေးနဲ့ဟာဒီမိုကရေစီအစိုးရတတိယတက်လာလို့ရှိရင်ငါတို့ဒါပို့ပြီးတော့ဒီနေ့အေဂျင့်နဲ့ဘဝတွေရရှိမယ်ဒီချက်ပို့ပြီးတော့ဘယ်လိုတက်လာနိုင်လဲဒီချက်ပို့ပြီးတော့ဒီနေ့အေဂျင့်ကနေဖြစ်လာနိုင်လဲဆက်တက်ဆက်တက်တွေတို့ကတော့နည်းချက်တွေအများကြီးနဲ့တို့ပြောင်းလဲချက်ထားတယ်ဒီရေကွက်ပွဲပေါ် တို့မျိုးလေးချက်ထားတယ်။အဲ့တော့တို့မျိုးလေးညအတိုင်းလေရွေးကဝိပြီးဖြစ်လာနိုင်ဖို့ရတယ်။ဒါမှမဟုတ်တော့ဝင်နေရတယ်။အမင်းတို့လည်းဆိုလက်ရှိရွေးကောက်ကဝင်ရောက်ရှိနေရတဲ့ကိုယ်စားလှယ်တို့မျိုးရဲ့အရေးချင်းတွေလည်းတို့ကြည့်ကြည့်နိုင်နိုင်အောင်နိုင်ချေရှိတဲ့ပုံစံတွေရဲ့အနေထားတွေတို့မျိုးလေးလေးလာတယ်။ဒီကကြည့်တဲ့အခါမှာလေအော်ဒီလူတွေကမတို့နိုင်ငံမှာဒါဒါမဲ့အစိုးရတက်တရမှာဒီလူတွေကပေါင်းလာခဲ့မယ်ဆိုရင်အော်မတို့ပြည်သူတွေမတို့ပြည်သူတွေတော့ဘယ်နေရာမှာပို့ပြီးပို့လို့လာနိုင်တယ်မတို့ပြည်သူတွေတော့ဘယ်နေရာမှာငင်းငင်းတောက်တော့ဘယ်နေရာမှာတော့ဘယ်လိုဖြစ်လာနိုင်တယ်ကျွန်တော်တို့ကတိုက်လေလာနေတာ အဲ့ဒါကျွန်တော်တို့ဘယ်မှာလုံနေပြရမလဲကိုခုမှမပြောဘူး။ဒါကျွန်တော်တို့စိတ်ထဲမှာရှိတဲ့အတိုင်းကကျွန်တော်တို့ပြောပြီးတော့လက်တွေ့ကိုအတွက်ဒေတာအတွက်မပြောနဲ့ပေါ့နော်။အဓိကကိုရဲ့စိတ်ခံစားချက်နဲ့လေကျွေးချယ်ပါပြီးရင်ပုံမှန်နဲ့လည်းစဉ်းစားပါ။နောက်ခုပေါင်းဆက်စဉ်းစားပြီးတော့နေပြန်ပို့ကောင်းပါလား။အဲ့တော့အခုလက်ရှိဒါအစိုးရဖွင့်နေတဲ့ပါတီမျိုးတွေအများကြီးရှိပါဘူး။ကျွန်တော်နိုင်ငံတော်နိုင်ငံလုံးတိုင်းတာနဲ့ပုံရောက်ရှိနေတာ၆ပါတီပဲရှိ။အဲ့၆ပါတီတွေကမှအဲဘယ်ပါတီကတော့အစိုးရဖွင့်နိုင်တဲ့ရှိတယ်။အဲ့ပြီးရင်ဘယ်ပါတီက90%ကတော့မလို့ယုံကြည်လို့ရောင်းနိုင်တော့တယ်။ လေဘာဒီကတူတယ်လောင်းရအောင်မအားလို့ရိုက်ပါတော့ဘူးအကျိုးဖြစ်တော့နိုင်အောင်လေဒါလေးပြီးတော့ကျွန်တော်စဉ်းစားနေနေပါအဲ့တော့နည်းနည်းမှဆိုရင်ကျွန်တော်နည်းစင်းမှာပါပါရမယ်နည်းစင်းကဒုတိယကျင်းချင်တာဒုတိယကျင်းချင်ရလို့ရှိရင်ဒုတိယကျင်းချင်တဲ့အချိန်မှာလည်းကျွန်တော်တို့မပါသေးလို့ဆိုရင်ပုံစံသုံးကာစီနဲ့ချောက်ထားလို့ရတယ်ပုံစံသုံးနဲ့ချောက်ထားလို့ရတယ်နောက်ပြင်ဆင်နေတယ်ဆိုရင်လေးသားငယ်နဲ့ပြင်ဆင်လို့ရတယ်ကန့်ဝတ်ရှင်နေဆိုရင်ကျွန်တော်ပုံစံလေးနဲ့ကန့်ဝတ်လို့ရတယ်ဒါလေးဆောင်ရလို့ရတယ်အဲ့ဒါလေးအကုန်လုံးလည်းရက်ကြီးပြီးတော့ပဲကုန်ရှိလို့ပါဆောင်ရလို့ရတယ်အကောင့်နဲ့ဆောင်ရမှာပါအဲ့တော့အပန်းပကြီးပါနဲ့ကျွန်တော်တို့ဒီကျင်ညာထားတဲ့မဲစင်းတွေကိုတော့ကြည့်ပါ ကြည့်ပြီးတော့ရှိရင်မပါသေးရင်ဆက်လာပြောတဲ့အချက်လက်တွေနဲ့ပြင်ဆင်တာရှင်းဆက်တာဆောင်ရွက်ပါအရေးကြီးပါတယ်ဒါနဲ့ငယ်သားတယောက်ရဲ့အခွင့်အရေးဖြစ်ပါတယ်ကို့အခွင့်အရေးကကို့လက်ထဲမှာပဲရှိပါတယ်ကိုကိုယ်တိုင်ကြိုးစားမှအခွင့်အရေးဆိုတာကိုကိုယ်တိုင်စုပ်နိုင်နေမှာပါကို့လက်နဲ့ပေါ့နော်ပေးလိုက်တဲ့ကို့အစိုးရတည့်ရကို့လက်နဲ့ကိုရွေးချယ်လိုက်တဲ့အစိုးရတည့်ကကို့ကိုနောက်ထပ်၅နှစ်အုပ်ချုပ်ပါကို့ရဲ့အနာဂတ်၅နှစ်ကိုအုပ်ချုပ်ပါအဲ့တော့ကို့အနာဂတ်ကိုဘယ်သူလက်ထဲထည့်မလဲဆိုတော့ကိုကိုယ်တိုင်ရွေးချယ်ရမှာအဲ့လိုရွေးချယ်ခွင့်ရှိဖို့ကမင်းစင်မှာပါမှဖြစ်မယ်အဲ့တော့ကျွန်မအကြံတိုက်ခေါ်ပါတယ်။မဲစင်းသွားကြည့်ကြပါ။မကြည့်ရသေးဘူးဆိုတော့ကြည့်ပါ။ဒီပြက်တင်ညင်ညာထားပါပြီ မဲနေဂျာနဲ့သူတွေဆိုရင်မဲဂျာမှာပါအောင်လုပ်ရဲ့ဂျစ်ကုန်ချင်းတော့ကိုဒီတော့ပြီးတော့ရှောက်ထားပါဒါမဲ့ဒီဇင်ဘာလ28ရက်နေ့ဆိုမဲပေးရပါပြီအဲ့တော့မဲဂျာမှာပါအောင်မဲပေးရမှာဖြစ်တဲ့အတွက်ကြောင့်မဲဆက်သွားကြည့်ကြပါလို့တိုင်ရုံနဲ့ဒီနေ့ရုပ်သံလေးကိုနားလည်ရပါတယ်နောက်ရက်ဒီပါလေးအတိအကျတက်တဲ့သတင်းချောင်းရလေးကိုမျှဝေလေးနဲ့ထပ်ပြီးတော့ပြန်လာနေပါအောင်မဲကျွန်မသတင်းလို့ပါရှင့်